Binance ကပေးတဲ့ရမိုက်တဲ့ airdrop အခုတပ Binance Holder airdrop ကနေပြီးတော့ project က Gateway နဲ့နှစ်နှစ်ကောင်ပြင်နိုင်အောင်တဲ့အထိအရန်တဲ့ project တစ်ခုပေါ့နော်ဒီနေ့ဗီဒီယိုမှာအဲဒီ project အကြောင်းနဲ့အဲဒီ project ရဲ့ token ရဲ့ potential rate ကိုတွေ့ရပြီးတော့မှာဖြစ်ပါတယ် project ရဲ့နာမည်ကတော့ Hater Protocol လို့ခေါ်တယ်။အဲ Binance ကနေပြီးတော့ပေးတော့အဲဒီ project ရဲ့ native token ဖြစ်တဲ့ Hater token နဲ့ကိုပေးတာဖြစ်တယ်ပေါ့။ဒီ project ကဘာလို့လဲဆိုလို့ရှိရင် ဆူပလခရင်ဖော်မှာဆူတုတ်ကန်တွေကိုစတိတ်ကင်းတို့တဲ့ချိန်မှာအာရီဝတ်ဒီကိုတဘရီဝတ်ရအောင်လုပ်ပေးတဲ့ပုံမျိုးပဲ ဘလိုမျိုးလဲဆိုတော့အကဲညာကောစူတိုကန်ကို blockchain ပေါ်မှာဒီတိုင်း lock လုပ်ထားလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီကိုယ့်ရဲ့ token တွေက lock လုပ်ထားတဲ့ period အတွင်းမှာပြန်ပြီးတော့သုံးမရဘူးဒါကအာလုံးသိပြီးသားဖြစ်မယ်ပေါ့နော်ဒါပေမဲ့ဒီ header protocol မှာဖကြတော့ तू ကဒီ sue token တွေကို header protocol ကိုသွားပေးထားမယ်ဆိုလို့ရှိရင် तू က harsu ဆိုတဲ့ token တစ်ခုကိုပြန်ပေးရယ်ဆိုတော့အဲ့ harsu ဆိုတဲ့ token နဲ့တခြားနေရာမှာ heat state ပြန်ပြီးရှာလို့ရရယ် အတူတူပြောရမယ်ဆိုလို့ရှိရင်ဒီ protocol က staking လုပ်ပေးရဲ staking လုပ်ထားရဲ token နဲ့အစားကိုအဲ့တန်ပေါ်နေနေရဲ token တခုကိုထပ်ပေးရဲအဲ့ထပ်ပေးရဲ token နဲ့တခြားနေရာမှာရီးထပ်ရှာလို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ staking လုပ်ပြီးတော့ deposit ဝယ်ရတဲ့သဘောမျိုးပဲ so raw token ကလည်းအခုချိန်မှာချိန်ဆွာနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မိုက်တယ်ပေါ့နော် Binance holder Africa နဲ့ပြီးတော့ပေးတယ် header token တွေကကြတော့ transaction fees တွေ governance fine နဲ့ staking reward တွေအနေနဲ့သုံးလို့ရတယ်။ Africa ရဖို့ဆိုလို့ရှိရင် Binance Zimbot အနေမှာ PNB coin တွေကိုအချိန်တစ်ခုထည့်ထားရမယ်ဆိုတော့အလုံးသိနေတာပြီ။ဆိုတော့ဘယ်စင်ကနေပြီးတော့ဘယ်စင်ထိလဲဆိုလို့ရှိရင်မေလ10ရက်မနက်6နာရီခွဲကနေပြီးတော့မေလ13ရက်မနက်6နာရီခွဲအတွင်း Binance Zimbot အနေနဲ့မအားတော့မဟုတ်တခြား on-chain fraud test တွေထဲမှာ BME coin တွေကိုထည့်ထားရဆိုလို့ရှိရင်ဒီ address ကိုရမှာဖြစ်ပါတယ်။ ဟေးတော့တကယ်ရတကယ်နော်မိတ်ကကြတော့ Twitter supply က1 billion ရှိရဲ့ Polar Airdrop တက10%ပေးထားတယ် Team အတွက်က20%နဲ့ပြီးတော့တခြား ecosystem နဲ့ community တို့ကတော့30%ပေးထားပါတယ်ပြီးတော့အရေးကြီးဆုံးဖြစ်တဲ့ဒီ protocol ကလုံးချုံလားစိတ်ချရလားဆိုလို့ရှိရင် Binance မှာ list လုပ်ပြီးတော့ Airdrop ထုတ်ကြမလို့အနည်းဆုံးတော့ Binance 10ရဲ့စစ်စစ်မှုကိုကြောက်ခဲ့ပြီးသား project ဖြစ်တယ်ဆိုတော့ crop chain defi ကို ion site နေတဲ့ hater ကအခုခေတ် crypto လောကမှာအသုံးဝင်လာဖြစ်လို့ရှေ့ပြေးနေတဲ့ project တစ်ခုလည်းဖြစ်ပါတယ် တတိထားရမှာကတော့ crypto ဖြစ်လို့သာမန်ရင်းနှီးမြှုပ်နှံအဝေးထက်ပို fear risk များပါတယ်။အာ token environment အခြေအနေမှာလည်းဈေးထိုးကြတာတွေလည်းသတိပြုသင့်တယ်ပေါ့နော်။အာ BNB တွေဝယ်ထင်တဲ့ဆိုလို့ရှိရင်တော့ဒီ link ကနေပြီးတော့သွားဝယ်လို့ရတယ်။ဒီ video ရဲ့ description မှာလည်း link ကြီးချပေးထားမယ်ပေါ့နော်။ပြီးတော့ Binance ကဲ PME coin တွေကလည်းဒီလိုမျိုး passive income ပဲရှာလို့ရတာမဟုတ်ဘူး။ spot to margin တို့ trading လုပ်တဲ့အချိန်မှာ Binance BNB သုံးပြီးတော့ trading fees ပေးမယ်ဆိုရင်25%အောင်မှာ discount ထပ်ရတယ်အဲ့ဒါက crypto maker ကုန်းနဲ့ဖွင့်ထားလို့20% discount ထပ်ရတာ ਨੇ မဆိုင်အောင်တော့သူတက်တက်ထပ်ရဆိုတော့ပြောရလို့ရှိရင်ဒီ future trading fees မှာကကြတော့ဒီ10%ထပ်ရတယ်ဆိုတော့ပြောစင်တာက BME holder တွေဆိုလို့ရှိရင် Binance ပေါ်မှာ passive income ရှာလို့ရတဲ့ project တွေ proof တွေအများကြီးရှိရယ်အာပြီးတော့ဒီလိုမျိုးတက်တက်ရတက်တာကြောင်းတွေလည်းအများကြီးရှိရယ်ပေါ့နော် ကိုက triple သုံးပြီးတော့ passive income ရှာဖို့စိတ်ဝင်စားတယ်သူဆိုလို့ရှိရင်ဒီလိုမျိုး finance ကဖီချာတွေကိုလိုက်ပြီးလေ့လာထားလို့ရတယ်။ Crypto trading solo ဘူအဒရက် trading account မရှိသေးဘူးဆိုရင်တော့ Binance မှာ crypto maker foreign သုံးတဲ့ account ဖွင့်ထားလို့ရပါတယ်။ဒီလိုဖွင့်ထားရဆိုလို့ရှိရင် trading fee strictly percent discount နဲ့ crypto maker campaign တွေက reward တွေကိုရနိုင်ပါတယ်။ဒီနေ့ video လေးကတော့တင်တော့ပါပဲ။ crypto maker အားလုံးရဲ့ video မှာပြန်လည်ကြပါဦး။